မင်္ဂလာပါခင်ဗျာချစ်စွာသောဓမ္မမိတ်ဆွေညီကိုအပေါင်းတို့ကိုကျွန်တော်ဒီနေ့ဝေငှခြင်းနဲ့အကြောင်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ဓမ္မကျမ်းစာကိုအ내တိတ်ပဲဖွင့်တဲ့ဘာသာရပ် hermeneutic အပိုင်း 6a ရောက်တော့ပါပြီအပိုင်း 6a ဖြစ်ပါတယ်ဆိုတော့ ကျမ်းပိုက်ကိုကျမ်းပိုက်ကအ내အတိတ်ပဲဖွင့်ပါစေဆိုတဲ့ခေါင်းစဉ်နဲ့အနေငယ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ဆိုတော့ဘယ်ကျမ်းပိုက်ကိုမဆိုကျွန်တော်တို့စီလျော်စွာနဲ့အစဉ်ပြေပြေအ내တိတ်ွယ်ဖွင့်မယ်ဆိုလို့ရှိရင်အခြားကျမ်းပိုက်တွေနဲ့ဆန့်ကျင်ဘက်မရှိဖို့လိုတယ်ဆန့်ကျင်ဘက်ဖြစ်နေလို့ရှင်တော့အ내တိတ်ွယ်ဖွင့်နေနေရာမှာကျွန်တော်တို့တခုခုမှားနေတယ်လို့ ခါယူရမှာဖြစ်ပါတယ်ဆိုတော့ဒီမော်ဒီအောဝါဒစာဒုတိယဆောင်အခန်းကြီး3အငယ်6ကိုကျွန်တော်တို့အခြေခံပြီးပြောသွားမှာဖြစ်ပါတယ်ထိုကျမ်းစာရှိသမျှသည်ဖခင်သခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ထိုကျမ်းစာရှိသမျှသည်ဖခင်သခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ဆို ဆိုကျမ်းစာရှိသမျှဟာဖခင်သခင်ရဲ့ဝိညာဉ်တော်မှုသွင်းထားတယ်လို့ဖော်ပြထားတယ်အဲ့တော့ကျမ်းစာဟာဖခင်သခင်ရဲ့စကားတော်ဖြစ်တယ်ဆိုတော့ကျွန်တော်သဘောပေါက်ရမှာဖြစ်ပါတယ်ပထမအချက်အနေနဲ့ဆိုဖခင်သခင်ရဲ့စကားဖြစ်သောကြောင့်လိန်ညာခြင်းမရှိဘူးဆိုတော့ကျွန်တော်တို့သိရမယ်ပြီးတော့ဝိညာဉ်တော်ဖော်ပြရေးသားထားတဲ့သူက နော်ဝိညာဉ်ဝိညာဉ်တော်ဖော်ပြထားသောကြောင့်နော်ရေးသားထားခြင်းဟာတစ်ခုနဲ့တစ်ခုစန့်ကျင်ပဲရှိမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျမ်းစာရေးသားသူနှစ်ဦးစလုံးကိုတဦးကိုလည်းဖရာသခင်ကတန်ရှင်သောဝိညာဉ်တော်ဖော်ပြပြီးရေးသားခိုင်းသလိုနောက်တဦးကိုလည်းဝိညာဉ်တော်ဖော်ပြပြီးရေးသားခိုင်းသောကြောင့်ဒီဘက်နဲ့ဒီဘက်နဲ့မတူတော်လဲ လိန်ညာထားတယ်မဟုတ်ဘူးလို့ကျွန်တော်ပြောစရာအကြောင်းမရှိဘူးဆိုတော့ចမ်းပိုင်နှစ်ခုကိုဖွင့်ပြတဲ့အခါမှာတစ်ခုနဲ့တစ်ခုနော်နှစ်ခုစလုံးစလုံး၎င်းတစ်ခုတည်းစလုံး၎င်းကျွန်တော်တို့အ내အတိတ်ပဲဖွင့်တဲ့အခါမှာအမှားယွင်းမရှိဘူးဆိုတာကိုသိကြပါတယ်ဆိုတော့အမှားယွင်းမရှိဘူးလေကျွန်တော်အ내အတိတ်ပဲဖွင့်တဲ့အခါမှာတစ်ခုနဲ့တစ်ခု เนาะအထောက်ကူပြုပြီးစဉ်းစားဖို့လိုပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ရှင်ဓုကအခန်းကြီး၄အငယ်၉ဝနဲ့စနစ်မှာပေါ်ပြထားတဲ့အချက်ပေါ့ဗျာအဲ့မှာဘာတွေ့ရလဲဆိုရင်သခင်ယေရှုကိုเนาะဇာဒန်ကစုံစမ်းတယ်เนาะ၃ချိန်စုံစမ်းတယ်အဲ့ဒီခါမှာဇာဒန်ကသုံးထားတဲ့စံချက်ကလေးတွေကျွန်တော်ကြည့်တယ် ြည့်တဲ့အခါမှာအဲ့ကြမ်းကြက်တွေကဘယ်ရလာလဲဆိုလို့ရှင်စာရန်သုံးတဲ့ကြမ်းကြက်ဟာဓမ္မဟောင်းကျမ်းမှာပါတဲ့စာလန်ကျမ်းပေါ့နော်စာလန်ကျမ်းကိုအာကင်းဒေးဗစ်နော် is reading king david အဖင်ဖျားသခင်ကရေးသားပေါ်ပြခဲ့ခြင်းဖြစ်တယ်အဲ့ဒီမှာစာလံကျမ်းခန်းကြီး61အငယ်71မှာပါတဲ့အကြောင်းအရာကိုစာလံကအသုံးပြုပြီးမှယေရှုခရစ်တော်ကို စုံစမ်းတယ်ပေါ့နော်ကျန်းစာမှာပါတယ်တိုင်ကျန်းစာလာဒီကားမင်းဘိမောင်တော်ဘောကနေပြခုံချလို့ရှိရင်ကောင်းငင်တမန်လေးကမင်းကိုအောက်ကနေခြိပင့်มาပဲကျိုးပဲ့ခြင်းမရှိဘူးဆိုပြီးမှအဲ့ဒီဟာကိုကအတုံးဖြူပြီးမှခရစ်တော်ကိုသုံးအဲဒီသုံးချိန်စုံစမ်းတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကြည့်တဲ့ခါမှာခုံချလိုက်ခြင်းအဖြစ် ကျိုးပဲ့ခြင်းတရားမရှိဘူးအဲမရှိတဲ့အခါမှာအော်တထူးဆန်းပါလားဘာမှလည်းမဖြစ်ပါလားဆိုပြီးမှလူတွေအနေနဲ့အာအောပြီးမဟာတဖရားပဲဟေးလို့နော်ဖြစ်သွားနိုင်ကြအကြောင်းရှိရဆိုတော့ဒါဟာလည်းအဲ့လိုမဟုတ်ဘူးဆိုတော့စာရန်ကစံစာကိုအင်မတန်နားလေတယ်ဓမ္မောင်းကျမ်းမှာပါတဲ့စံချက်တွေနဲ့တကွခရစ်တော်ကိုစုံစမ်းတယ် ူစကားနဲ့သူပြောလို့မရတဲ့ကြောင့်ခရစ်တော်ဟာကျမ်းစာတော့ယုံမှာပဲဆိုပြီးမှကျမ်းစာကိုဂိုင်လေးရှိတယ်။စာရဏောင်ကျမ်းစာကိုသုံးတယ်နော်။ဒါကြောင့်ကျွန်တော်တို့ကျမ်းစာသုံးတဲ့အခါမှာကျွန်တော်တို့ဖျားကျင်လိုရနဲ့ညီလားမညီလားဆိုတာကိုလည်းကျွန်တော်စဉ်းစားဖို့လိုပါတယ်။ဆိုတော့ကျမ်းစာကိုစာရန်ကနားလေတယ်။ကျမ်းစာကိုတတ်တယ်။ဒါပေမဲ့ကျမ်းစာကိုနားလေတာတခုတည်းနဲ့မပြီးပါဘူး။စာရန်ကျမ်းစာတတ်တယ်။ကျမ်းစာကိုနားလေတယ်။ယနေ့ကျွန်တော်ကျမ်းစာတတ်တယ်။ ကျမ်းစာကိုကျွန်တော်နားလည်ကြတယ်တခုနဲ့တခုရှင်းပြနိုင်ကြတယ်ဒါပေမဲ့အဲ့ဒါနဲ့မပြီးသေးဘူးဗျအဲ့တော့အတိတ်ပဲနော်တော့မန္တလာမာတလာဆိုတော့ကိုကျွန်တော်သိဖို့ပါကျမ်းစာရဲ့အတိတ်ပဲကိုအမှားယွင်းမဖြစ်ဖို့ရဘာလို့လဲဆိုလို့ချင်းဖရာသခင်တကိုးတော်ကိုသိဖို့လိုတယ်ဆိုတော့ကျမ်းစာကိုသိတာထက်ကိုဖရာသခင်တကိုးတော်ကိုသိမှသာလင်းကျွန်တော်တို့က မာယူနဲ့အယူကလည်းအယူဝါဒအယူအစတွေကလည်းခင်းကွာမယ်ဆိုတော့ကိုယေရှုခရစ်တော်ကပြန်ပြောထားတယ်။အဲဒီကြောင့်ချက်တစ်ချက်ကဘယ်မှာတွေ့ရလဲဆိုရင်မဿဲအခန်းကြီး22အငယ်26မှာဖော်ပြထားတယ်။ယေရှုကလည်းသင်တို့ဒီကျမ်းစာကိုနားမလဲဖျားသခင်တကိုးကို မသိသောကြောင့်မာသောအယူကိုယူကြ၏။အဲ့တော့မာသောအယူကိုယူတဲ့နေရာမှာ ပါလဲဆိုဖျားခင်တကိုးတော့ကိုမသိဘူးကျမ်းစာကိုနားမလည်ဘူးလို့ယေရှုကထောက်ပြထားတယ်။ဒါဆိုရင်မှန်တဲ့အယူကိုယူဖို့ကဘာလို့လဲအဲ့နှစ်ချက်မှာကျမ်းစာကိုနားလည်ဖို့လိုတယ်ပထမတစ်ချက်နားလည်တာနဲ့မပြီးပါဘူး။ဖျားခင်တကိုးတော့ကိုသိဖို့လိုတယ်ဆိုတော့ကျွန်တော်ဒီမှာပြက်ပြက်သားသားသဘောပေါက်ဖို့လိုပါတယ်။ဒါလေးကိုကျွန်တော်ပထမတစ်ချက်နေနဲ့ တင်ပြတင်ပါဆွေးနွေးကြပါကျန်းစာဖတ်တာကောင်းတယ်ကျန်းစာကိုများများသိကြကောင်းတယ်ဒါပေမဲ့အဓိကအချက်နှစ်ချက်မှားယွင်းခြင်းမရှိဖို့ကဖျားသခင်တကောတော့ကိုသိရမယ်ပြီးတော့ကျန်းစာကိုနားလည်ရမယ်ကျန်းစာကိုဖတ်ပြီးသိတာနဲ့မတူဘူးကျန်းစာကိုဖတ်ပြီးတော့မှဆိုလိုခြင်းအဓိပ္ပာယ်ကိုနားလည်ဖို့လိုပါတယ်ဆိုတော့ကိုကျန်းစာကိုကျန်းစာနဲ့ကျွန်တော်အဖြေရှာခြင်းဖြစ်ပါတယ်ဆွေးနွေးခြင်းဖြစ်ပါတယ် ပြီးတော့ယေရှုကဘာပြန်တုံ့ပြန်လိုက်လဲဆိုလို့ရှင်စာတန်ကိုလေသင်ဤဖျားသခင်ကိုမစုံစမ်းရဘူးပေါ့နော်သင်ဤဖျားသခင်ကိုစုံစမ်းမပြုရဆိုပြီးအဲ့ဒီကျမ်းစာနဲ့ပဲပြန်တုံ့ပြန်လိုက်တယ်အဲ့တော့ယေရှုပြန်တုံ့တဲ့ကျမ်းစာကလည်းဘယ်ကျမ်းစာလဲဆိုလို့ရှင်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းမှာရေးသားထားတဲ့တရားဟောရာကျမ်းအခန်းကြီး6အငယ်16နော်ဣတိလလူမျိုး6သိန်းကိုမောရှိက နော်ခေါ်ဆောင်သွားပြီးတော့မှအခါနာပြေကိုဖျားစကယ်အလိုတော်ရှိတဲ့နေရာကိုပို့ဆောင်တဲ့နေရာမှာဣသီလလူမျိုးတွေမျိုးစုံဖျားစကယ်ပြစ်တင်တဲ့စုံစမ်းတဲ့အဲ့ဒီခါမှာမောရှိကပြောတဲ့စကားလေးနော်တင်သီးတဲ့မသက်အရ၌ပြုတ်တကယ်သူသင်ဖျားစကယ်ထားရဖျားကိုအစုံစမ်းမပြုတ်ရတဲ့မသက်အရမှာဣသီလလူမျိုးတွေကဖျားစကယ်ကိုစုံစမ်းပြုတ်တယ်လို့မျိုးမပြုတ်ရဘူးဆိုရကြမ်းချက်ရှိတယ် ဒါကိုခရစ်တော်ကပြန်သုံးတယ်အဲ့တော့ဖိယားသခင်တင်းဤဖိယားသခင်ဒါရောဖျောက်အစုံစမ်းမပြုရဆိုတဲ့ကြမ်းချက်ကိုယေရှုခရစ်တော်ကပြန်သုံးတယ်ဒါတော့ယေရှုပင်လင်းစံစာကိုစံစာနဲ့ပြန်သုံးထားတာတွေ့ရတယ်ဒါကိုကျွန်တော်တို့နားလည်ရမှာဖြစ်ပါတယ်ဆိုဖိယားသခင်ကကျွန်တော်တို့ရဲ့အကွယ်ကဖြစ်တယ်ဆိုတော့တစ်ချက်ကျွန်တော်တို့စဉ်းစားရအောင်နော်ဆိုတော့ဖိယားသခင်ကကျွန်တော်တို့ရဲ့အကွယ်ကဖြစ်တယ်ဆိုတော့ညာလဲပဲမြက်ကမ်းယုံကြည်ခြင်းမျိုး မျက်စိမှိတ်ပြီးတော့မှလမ်းပေါ်မှာရှောက်တာမျိုးမဖြစ်ရဘူးเนาะအမြင့်ကနေခုံချမယ်ဆိုလို့ရှင်လဲဖျားခင်ကွက်ကောင်မှာပဲဆိုပြီးတော့မှခုံချမယ်ဟေးဆိုပြီးတော့အလွဲယုံကြည်ခြင်းမျိုးလည်းမဖြစ်ရဘူးယနေ့ကျွန်တော်တို့ဖျားခင်ကိုကျွန်တော်တို့အလွဲယုံကြည်ရဆိုလို့ရှင်ရင်ဒါစာတန်ရဲ့သွေးဆောင်ခြင်းပဲဖျားခင်မားဆောင်မှာပဲယေရှုဘင်းရင်ဘိမှန်တော်ကခုံချတယ်သူကောင်းကင်တမန်လေးเนาะခြိပိမှာပဲ ချီမပြည့်နေတော့မှသူ့ဘာသူတကိုးရှိတာပဲခုံချသလားမခုံချဘူးစန်းစာကပြောတယ်စန်းစာကပြောတယ်ဟဲ့ဆိုပြီးမလာပေးဆောင်တဲ့စာရန်ကိုပြင်းလင်းယေရှုကစန်းစာနဲ့ပြန်ပြီးမှဖရာသခင်ကိုမဆုံဆန်းရဘူးလို့ပြောတယ်နော်ဆိုတော့ဖရာသခင်ရဲ့ရှင်းလင်းတဲ့ပညာချက်တွေကိုစန့်ကြည်ရမရောက်ဖို့ နော်ယေရှုကစာတန်ရဲ့မှားယွင်းသောကြမ်းကြက်တွေအပေါ်မှာမှားယွင်းသောအတိတ်ပဲကို ပြန်လည်ဖွင့်ဆို ပြီးတော့မှတုံ့ပြန်လိုက်တာကိုကျွန်တော်တို့တွေ့ရပါတယ်။ကြမ်းစာကိုအလွယ်တကူနော်သုံးဆွဲတာမျိုးနော်ဒီ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 မဖြစ်အောင်လက်နီးစုပ်လို့ပြီးဆိုလဲကျွန်တော်တို့အသုံးပြရမှာမဟုတ်ပါဘူး။နောက်တစ်ချက်အနေနဲ့ကတော့နော်ရှုပ်ထွေးသောအရာတွေကိုကျွန်တော်ရှင်းရမှာဖြစ်တယ်။တချို့ကြမ်းစာတွေကမရှင်းလင်းဘူးနော် အတိတ်ပဲဖွင့်စရတဲ့နေရာမှာလဲအာအတိတ်ပဲဒီအများကြီးဖြစ်တည်အောင်အောင်ပေါ့နော်ဟိုဟာလူလူဒီဟာလူလူဖြစ်လာတတ်တယ်ဒါမဲ့အဲ့ဒါမျိုးကြလို့ရှင်တော့ကျွန်တော်မရှင်းလင်းတဲ့ကြံချက်တွေကိုရှင်းလင်းတဲ့ကြံချက်တွေနဲ့အတိတ်ပဲပေါ်ပြရအောင်ဖြစ်တယ်ဆိုတော့တိကောအခန်းကြီး25အငယ်29ကိုဖတ်တဲ့အခါမှာသေလွန်သောသူတို့ဒီထမြောက်ခြင်းမရှိလျင်သေလွန်သောသူတို့ဤကိုစားဗတ္တိဇံကိုခံသောသူတို့ဒီအဘယ်သို့ပြုရမည်နည်း တေလွန်သောသူတို့ဤကိုစားအဘဲကြောင့်ဗတ္တိဇံကိုခံရကြမည်နီလို့ရှင်ဘောလူကြီးကရေးသားထားတယ်အဲ့ဒီမှာကျွန်တော်တို့ရှင်းလင်းမှုမရှိရဲ့အချက်ဟာဘာလဲဆိုရှင်သေးတဲ့သူတွေကသေးတဲ့သူတွေအတွက်ကိုကျွန်တော်တို့ဗတ္တိဇံခံပေးရမယ်အကြောင်းဖြစ်တယ်ဆိုတော့သေးတဲ့သူတွေဗတ္တိဇံခံပေးရဘာကိုပြောနေခြင်းလားဘလို့အတိတ်ပဲလေအဲ့လိုမဟုတ်ပါဘူး ဆိုတော့အသက်ရှင်တဲ့သူကတည်တဲ့သူကိုဗတ္တိဇံခံပေးဖို့အကြောင်းမဟုတ်ဘဲနဲ့ဒီကြမ်းချက်ကိုရှင်းလင်းသောကြမ်းချက်နဲ့ပြန်ပြီးတော့အဖြေရှာရမှာဖြစ်တယ်။အဲ့တော့ရှင်လူကခန်းကြီး16မှာပေါ်ပြထားတဲ့တတိကြီးနဲ့လာကျူးအကြောင်းကိုကြည့်ရကံမတည်တဲ့သူအတွက်ကကဲတင်ချင်းကရဖို့နောက်ကျသွားပြီ။ပြန်ပြီးတော့မှအာကဲတင်ချင်းမရနိုင်ဘူး။နော်။ဒါလည်းမကဘူး။အသက်ရှင်တဲ့သူပင်လည်းကဲတင်ချင်းကိုမရနိုင်ဘူး။ ကြောင်းကိုသိရတယ်အဲ့တော့ကဲတင်ချင်းနဲ့ပတ်သက်လို့တည်တဲ့သူတွေပြန်လဲပြုမှဒီကနေပဲရေနှချင်းပြီးချင်းအားဖြင့်ကဲတင်ချင်းရသွားစရာအကြောင်းမရှိဘူးဆိုတော့ပြက်ပြက်တတတီကြမ်းကျင်နေကျွန်တော်နားလေရမယ်ဒါကြောင့်ကျန်းစာကိုမှန်ကန်စွာအတိတ်ပဲဖွင့်တဲ့အခါမှာတခြားကျမ်းပက်တွေစန့်ကျင်ပက်တွေကိုကျွန်တော်မရှင်းလင်းတဲ့အရာရှိခဲ့ရင်ရှင်းလင်းတဲ့ကြမ်းပိုင်းနဲ့ကျွန်တော်တို့ဖြည့်ရှင်းရမှာဖြစ်တယ်ပြောချင်တာကဘာလဲဆိုရှင်ဒီ core into မှာပေါ်ပြတဲ့ကြမ်းကျက်ဟာ နော်တေလုံနဲ့သူတွေထမြောက်ခြင်းမရှိလို့ရှင်တဲ့သူတို့အတွက်ကိုဗတ္တိဇံပေးပေးရမှာလားဆိုပြီးမှပေါ်လူကမေးလိုက်တည်းရအောင်အာဒါဆိုဒီကြမ်းချက်ကတေးတဲ့သူတွေကိုလည်းဒီကနေပြီးဗတ္တိဇံပေးလိုက်လို့ရှင်ကဲတင်းချင်းရမှာပဲဆိုပြီးထင်သွားစရာအကြောင်းဖြစ်တယ်ဒါကိုကျွန်တော်တို့ကမှားတဲ့အယူအဆအနေနဲ့ကျွန်တော်တို့ခံယူလို့မရဘူးအဲ့တော့ဒီဟာမှားကြောင်းဘယ်ကနေသိလဲဆိုရှင်တေးတဲ့သူတွေတေးသွားပြီလို့ရှင်ပြန်လဲရှင်ပြန်ထောက်မြောက်ပြီးတော့မှဗတ္တိဇံယူစရာအကြောင်းမရှိဘူး တစ်ချိန်ပဲเนาะเนาะအဲ့တော့ဒီမှာအသက်ရှင်နေတဲ့သူတောင်မှเนาะခရစ်တော်တကယ်မယုံကြည်ခဲ့ရင်ဗတ္တိဇံပေးလို့အလကားပဲကဲခြင်းမရဘူးဆိုလို့ရှိရင်ခရစ်တော်ကိုမသိခဲ့ပဲနဲ့လက်မခံပဲနဲ့เนาะတည်သွားတဲ့အထေးကြီးဆိုလို့ရှိရင်သူကလောကကိုပြန်လာပြီးမှ တက်ရှင်ပြီးတော့ဗတ္တိဇံပြကံဘူးအကြောင်းမှမဖြစ်ဘူးဒါတော့မကဘူးညီ9ယောက်ရှိတာကိုတော့မှနော်အလားစုကိုလှုပ်ပြီးမှကဲခြင်းကြောင့်ပြောဖို့မရှိဘူးဒါကြောင့်ပြောချင်တာကပါလဲဆိုရင်တည်တဲ့သူတွေကိုလည်းကျွန်တော်တို့ဗတ္တိဇံဒီကနေပေးလို့မရဘူးဆိုတော့အကြောင်းကိုလာစုနဲ့တထေးကြီးအဖြစ်ပြန်လဲထောက်ပြီးမှရှင်းပြရမှာဖြစ်ပါတယ်ဒါကြောင့်အားနေတဲ့မရှင်းလင်းတဲ့ကြံကြက်တွေကိုရှင်းလင်းသောကြံကြက်များဖြင့် တစ်ခုနဲ့တစ်ခုအတိတ်ပဲဖွင့်ရပါမယ်အကြောင်းကိုဒီသင်္ကန်းဇာလလေးအဖြစ်ကျွန်တော်အနေငယ်ဝေငှပါတယ်ရောက်စီတိုင်းဘုရားသခင်ကောင်းကြီးပေးပါစေအခြားသောဘာသာဝင်ကြီးကိုများလဲလေ့လာပြီးတော့မှနားထောင်လို့ရပါတယ်ဘာသာတိုင်းကိုကျွန်တော်ယူသေးတယ်ကျွန်တော်လေးစားတယ်ဘုသူတာအနေနဲ့ကျွန်တော်တင်ပြခြင်းဖြစ်ပါတယ်ဘုရားသခင်ကောင်းကြီးပေးပါစေအာမင်